ုံးပဲမင်္ဂလာပါဒီ vlog လေးမှာတော့ကျွန်တော်မန္တလေးဘက်ကိုသွားရင်းနဲ့ရွှေစာရံဖျားဖွဲ့နဲ့ကြောက်ကြလို့မလို့ခဏဝင်လေကြည့်ကြတဲ့ vlog လေးဖြစ်ပါတယ်အားလုံးပဲရွှေစာရံဖျားဖွဲ့ရဲ့ပွဲစီတန်းလေးကိုလိုက်ပါခန်းစားကြည့်ပြပါဦးကျွန်တော်တော့ဒီဖျားပွဲစီတန်းအကြောင်းကိုရုပ်ရှင်နဲ့တခြင်းတွေမှာပဲကြားဘူးတာပါအခုကတော့ပထမဆုံးအဖြစ်မှာတွေ့ကြုံရမှာဖြစ်ပါတယ်အဲ့တော့ဘလို့တွေ့ပြန်လေးရှိမလဲဘလို့ပွဲစီတန်းလေးတွေ့ရမလဲဆိုတော့ကျွန်တော်လည်းရှင်းခုံပါတယ်အားလုံးပဲတတ်တူခန်းစားကြည့်ပြပါဦး တော့ဒီကတော့အခုမြင်နေရတဲ့ဖေယားမုတ်ပေါရဲ့ညာဘက်ချက်ပါစေလို့ဆင် ကားပါကင်ကျေးရှိပါတယ်ကျွန်တော်တို့ကတော့ဟိုအတဒီဆင်မှာဖြစ်နေတဲ့ကားကိုတဲတဲ့တီခေါမောင်းခဲ့လိုက်ပါတယ်အဲ့ရဗလီလေးတွေအထက်ကိုရောက်သွားပြီဆိုရင်တော့လက်ရှိတဆုံကြီးရှိနေတဲ့ဝက်ဆေးဆိုင်တန်းတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်အထူးသဖြင့်တော့ရိုးရအစားစားဆိုင်တွေ ပြီးတော့ tear free ဆိုင်နေပြီးတော့ထိုင်ရက်နဲ့ပြည့်လုပ်ထားတယ်။နောက်ဆုံးလက်ဆွဲဆိုင်လေးတွေနောက်ပြီးတော့နှီးမြက်ပြည့်လုပ်ထားတယ်။အတော့စာပစ္စည်းဆိုင်လေးတွေအများကြီးကိုတွေ့ရပါတယ်။နောက်ပြီးတော့အပြော်တန်းကစားပြီးတော့ယူရတဲ့ရုပ်ဆိုင်လေးတွေကိုလည်းတွေ့ရပါတယ်။ခုလိုဖျားဆောင်နေတဲ့မှာဆိုရင်လည်းဖျားပြင်းပြီးတော့နားနေတဲ့သူတွေအများကြီးတွေ့ vale.

ဒေါက်တာဝင်မြေကန်းကိုဆက်မှာဖြစ်ပါတယ်။ဒီမြေကန်းကိုဆင်းတဲ့လမ်းမှာရှိတဲ့ပွဲစီတမ်းမှာဆိုလို့ရှိရင်လည်းစံတွေအများကြီးရှိပါသေးတယ်။ဒီဘက်မှာဆိုလို့ရှိရင်ဒေတာတက်ကုန်ဖြစ်တဲ့လက်ပတ်မွေးကြောက်တွေ၊စီတီကြောက်တွေ၊တည်တီကြောက်တွေရောင်းတဲ့ဆိုင်လေးတွေကိုလည်းတွေ့ရပါတယ်။ပြီးတော့ချက်တနည်းချက်တွင်ဖြူရောင်းတဲ့ဆိုင်လေးတွေလည်းအများကြီးတွေ့ရပါတယ်။ ခုမြင်နေရတာကတော့ဒေါက်တာဝရီမြေကဖြစ်ပါတယ်။ဒီမြေကမှဆိုလို့ရှိရင်အောက်မှာရှိတဲ့နန်းနန်းကိုတွားဖို့အတွက်လှေစည်းဝတ်စောင့်နေတဲ့သူအများကြီးတွေ့ရပါတယ်။ကျွန်တော်တို့ကတော့ပကပကပကိုပြန်တက်ပြီးတော့ကားနဲ့ပဲကွန်လန်ချောင်းနဲ့တွားခဲ့ပါတယ်။ အောင်နှမ်းကိုတွားတဲ့ဒီကုန်းလမ်းလေးမှာဆိုလို့ရှိရင်အရှမ်းကိုကြည့်လို့ကောင်းတဲ့လက်ပတ်မကြီးတစ်ပင်ကိုလည်းတွေ့ခဲ့ရပါတယ်။အပွင့်နေရေးနေပြီးတော့အဲအပြင်မှာဆိုတော်တော်လေးကြီးကောင်းပါတယ်။တပတ်ဗီဒီယိုလေးဒီစီစာရိုက်မယ်ဆိုလို့ရှိရင်တော်တော်လေးကိုလာတဲ့အဖြစ်ပါတယ်။ကျွန်တော်တော့ဒီလက်ပတ်ပင်ကြီးကိုကြည့်ချင်းလို့ရောဒီအောက်ထက်ဒီဒီကရကတွားခဲ့တာဖြစ်ပါတယ်။အောက်နဲ့နှမ်းမှာတော့လူတွေလည်းအရင်များတဲ့အတွက်ကျွန်တော်တို့ကတော့အထက်ဒီမှုန်ပေးတော့မယ်။ပြင်မှာပဲဆောက်ကြည့်ပြီးတော့ပြန်ခဲ့ပါလေ။အဲစနေနေနိုင် ဒီဗီဒီယိုတွေတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်